ရှိတော့ကတော့ရသဗျာရဲ့တပိတာဝကတွေသာသနာဝန်ထမ်းသွားတယ်ဆိုကြောင်းလဲမှုတွေအများကြီးဖြစ်လာတဏှာထဲမှာနေတာသိပ်မရှိဘူးနောက်ပိုင်းမြတ်စွာဘုရားသာသနာတော်မှာအချိန်တွေတခုကြောင်းလဲလာကြောင်းလဲလာတာနဲ့ခိရတောင်းဆိုချက်အရလို့ပြောမှာရှင်းလို့ကတော့ ဟိုနေရာကဟိုနေရာတနေရာကတနေရာရွှေ့ပြောင်းပြီးတော့တတော်ဝင်တတော်ထွက်တတော်ထွက်တတော်ဝင်သစ်ပင်တစ်ပင်အောက်ကနေတခြားသစ်ပင်တစ်ပင်အောက်ပြောင်းလဲပြီးတော့ဘယ်နေရာမှအတိတ်ကြမနေဘဲနဲ့နေထိုင်လာတဲ့ဘုရားနောက်ကြတဲ့အခါเจ้าเนี่ยกันเนี่ยอดีตจะဖြစ်လာဘိမိတာရာမင်းကြီးကဝေလူဝဥယင်ကိုထူတယ် အနာရိတတိကြီးကဇေရုံဥယျာဉ်ကြီးကိုဝဲလှူတယ်ကျောင်းဆောက်တယ်အဲ့ဒါလို့ ਨੇ အတ္တိတ္ထကျောင်းပန်ကြီးဖြစ်ပေါ်လာတယ်နောက်ပိုင်းတော့မြတ်စွာဘုရားရဲ့ရည်ရွယ်ချက်2မျိုးရှိတယ်ပစ္စည်းလေးပါးကိုခွင့်ပြုတာတရားဓမ္မအထုတ်တဲ့ခါမှလည်းပို့ပြီးတော့အစဉ်ပြေလာတယ်အစဉ်ပြေစေဖို့နမတေကနမတေကကုသိုလ်လိုချင်တဲ့ပုဂ္ဂိုလ်ကြီးကုသိုလ်ရပါစေဆိုရင်ရည်ရွယ်ချက်ဒီနှစ်ခုနဲ့ပစ္စည်းလေးပါးကိုခွင့်ပြုခဲ့တယ် ဒီတဲ့မပိုးစရာဘူးလို့ဆိုအလုံးဟာတိုင်းကကြောင်းနေကြီးပဲလှက်လှဲနေကြနောက်တစ်ပြေးပြီးမဖြစ်လာလဲလို့ဆိုအတိတကြကြောင်းမှဆွဲဆွဲမြဲမြဲနေလာတာမျိုးတွေဆရာလက်ထက်ကလေးကကြောင်းနောက်ပိုင်းကျတော့ပရိယတ္တိအလုပ်ကိုဦးစားပေးလုပ်တဲ့အဆင့်ကနေပြီးတော့ရသော်ဘုရားဟောတဲ့တရားတွေထိမ့်ထိမ့်ဆောင်းရှောက်ဖို့ဆိုရင် င်ယူခြင်းပို့ချတင်ကြပို့ချပေးခြင်းဆိုရက်ပฏิယတ္တိအလုပ်တွေဟာသာသနာရှိစွာတည်ဖို့အတွက်ပို့ပြီးတော့အရေးပါလာဒါကြောင့်မို့လို့ပရိယတ္တိဆိုရက်စပေတင်ကြမှုတာဝန်ကြီးကိုထမ်းဆောင်တဲ့အခါမှာကိုဒီဒီသွားလာမှုတွေများနေလို့ရှိရင်သင်ကြားနိုင်ဖို့ရတဲ့အချိန်တွေများစွာပုံဆုံးနိုင် ဒါကြောင့်မလို့နေရအတိတ်ကြနေထိုင်လာပြီနောက်ပိုင်းမှာเจ้าနိုင်ကြီးတွေဖြစ်လာပြီးစပေတင်ကြပို့ချတဲ့ပင်ယူတဲ့ပုံကိုယ်တွေဟာတနေရာထဲမှာဆွဲဆွဲမြဲမြဲတည်ရှိပြီးတော့လာဒီပြီးပြောင်းလဲလာတဲ့သဘောကိုပြောပြအဲ့ဒီပြောင်းလဲလာပြီးပရိယတိတွေကိုထိမ့်သိမ့်မြတ်စွာဘုရားဆုံးမတွေကိုထိမ့်သိမ့်ဆော့ဆော့လာလိအတွက်ကြောင့် ခဏိခဒီတရားတွေကြားနာတွင်ရအနုဘုဆုလူထိုင်ထိုင်မဲ့ပုဂ္ဂိုလ်ရှိရသော်ဘုရားလက်ထက်တုန်းကလည်း45ဝါကာလပတ်လုံးမှာ oral tradition လို့ခေါ်တယ်နှုတ်သက်ဆောင်တဲ့ခေတ်စာအုပ်တွေမှာရေးမှတ်ထားတာမရှိဘူးနှုတ်တိုက်တင်ယူနှုတ်တိုက်ချပုတ်ပြီးတော့ဆောင်ကျင်းလာကြတယ် ဘလောက်ထိအောင်နှုတ်တဲ့ဆောင်ယူလာတယ်လဲဆိုရင်ဘုရားပြိဋိဘံစံပြီးတဲ့နောက်နှစ်ပေါင်း450အဲ့ဒါလောက်ထိအောင်နှုတ်တဲ့ဆောင်ယူတဲ့ခေတ်ရှည်လျားဆိုဘုရားရဲ့အဆုံးအမတရားတော်ကြီးသက်ဆောင်လာခဲ့ကြတာတဲ့နှစ်ပေါင်း450ရောက်တဲ့အခါကျတော့မှတိရိလင်္ကာနိုင်ငံတီဟိုကျွန်းမှာမလယဆန္ဒဘုတ် ။ရသဗျာဟောထားတဲ့တရားဓမ္မတွေကိုပေပြပိုက်ပုံမှာစတင်ရေးပြီးစလုံးအဖြစ်ပြောင်းလဲလာခဲ့ကြတယ်။အဲဒီကနေမြန်မာနိုင်ငံရောက်လာတဲ့အခါမှာပကန်းခေနာရမင်းကြီးလက်ထက်မှာလည်းရောက်လာတော့နာဘူမိမှာလည်းပြိတ္တကတ်တွေရောက်လာအဲ့ဒါတွေအားလုံးတိုက်ဆိုင်ပြီးတော့ပကန်းခေမှာ စပိတုပွားမှုတဲ့နော်ဒါဘယင်ကြီးကလုပ်ခဲ့တယ်အဲ့ဒါနဲ့မြန်မာနိုင်ငံအဲ့ဒီချိန်ကနေစပြီးဘုရားမြတ်စွာရဲ့တရားဓမ္မတွေဓမ္မခန္ဓာပေါင်း7000ောင်အပြောင်းအပြက်မရှိ အမေလျော်မရှိမြန်မာပြည်မှာရောက်ရှိလာပြီးခဏိဘုန်းကြီးတို့တွေရဲ့လက်ထဲကိုရောက်လာလွန်ကန်ကောင်းနေလို့ပြောလွန်ကန်ကောင်း ကံကောင်းတယ်ဆိုတဲ့အတိုင်းကံကောင်းအောင်လုပ်ဖို့လိုသေးတယ်နော်ယရနာတွေကိုအသုံးမချရင်အပြည့်ဝကံကောင်းတယ်လို့ပြောမှာမဟုတ်သေးဘူးလက်ထဲမှာယရနာတော့ရောက်နေတယ်သို့တော့ယရနာတွေကိုအသုံးချနိုင်ခြင်းမရှိသေးဘူးဆိုလို့ရှိရင်ယရနာရဲ့အကျိုးကျေးဇူးကိုခံစားရအောင်မဟုတ်သေးဘူး ခံစားရဖို့အတွက်မိမိဘဝနဲ့စီရော်တဲ့အဆုံးအမတွေကိုမှတ်သားနိုင်ပြီးလိုက်နိုင်ကျင့်သုံးဖို့လိုအပ်တယ်။ဒါကြောင့်